ဟာဇက်ကစားသမားဘွားတော်ကခြေထောက်နဲ့ကန်ခဲ့တဲ့ဘောကောက်လေးအခုဘလို့အောင်မြင်နေခဲ့ပြီလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်ရွှေလေး channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဟာဇက်ကန်နာခံခဲ့ရတဲ့ဘောကောက်ကောင်းလေးဆယ်သုနှစ်တခုကျော်အကြာမှာဘာဖြစ်သွားပြီလဲဟာဇက်ရဲ့တထောင်တညပုံမြင်တွေထဲမှာမမေ့နိုင်စရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ရှိပါတယ်အားဒီဇလန်းလေးကတော့ဘောကောက်ကောင်းလေးကိုခြေထောက်နဲ့ကန်ကြောက်တော်မူခဲ့တဲ့ကိစ္စတခုပါပဲဒီဖြစ်ရက်ကတာမန်ကိစ္စလေးတခုဖြစ်ပေမဲ့ကန်ခဲ့တဲ့သူကဟာဇက်ဖြစ်နေတာရဲ့ဘောကောက်ကောင်းလေးရဲ့အနာဂတ်ရဲ့စာစီအသင်းရဲ့ ်တမိုင်းဝင်အောင်မြင်မှုရဲ့အကြောင်းပြောစမှတ်တွင်းရတဲ့ကိစ္စဖြစ်သွားခဲ့ပါတယ်။ဒီနေ့ခေတ်လို social media တွေသာကြကြပြန့်ပြန့်ဖြစ်ခဲ့ရင်ဒီကိစ္စကဟိုးလေးတကြောကြောဖြစ်မဲ့ကိစ္စမျိုးပါပဲ။ဒါပေမဲ့အဲ့ဒီတုန်းကတော့ဂျာနယ်စာဆောင်တွေတဲကနေပဲဖတ်ယူပြီးတော့ဘာတွေဖြစ်မလဲဘာတွေဖြစ်မလဲနဲ့ရေကုန်စိတ်လို့ရှားခဲ့ရပါတယ်။ဒီကိစ္စကြောင့်ဟာဇက်ဘော်ဝေဖန်မှုတွေမိုးလုံးညံသွားခဲ့ပေမဲ့ဘောကောက်ကောင်လေးရဲ့ဖြည့်ရှင်းပေးမှုကြောင့်အကျယ်အကျယ်နဲ့မငိမ့်ွယ်ပဲဖြစ်ခဲ့ပေစကားနဲ့ရန်စဲဖြစ်ခဲ့တာဖြစ်ပါတယ်။ထိကြောင့်ကိုယ်စင်ကိုပြန်ပြောင်းပြောရမယ်ဆိုရင်တော့2013ခုနှစ်ကလီဖလားပွဲမှာဖြစ်ခဲ့တာပါ။ အဲဒီတော့ကာရာဘောင်ဖလားလို့မခေါ်သေးပါဘူးကပီတယ်ဝမ်ဖလားလားကာလင်းဖလားလားအဲ့လိုခေါ်နေကြတဲ့အချိန်ပါအာရီလီဖလားပြိုင်ပွဲရဲ့စင်မီဖိုင်နယ်မှာချဲစီကအဆိုပါအချိန်တော့ကမေချီတို့တစ်တိုက်နဲ့ရှေသွားနေတဲ့ဆွန်စီနဲ့တွားတယ်ပါတယ်ဆွန်စီကအားအသင့်ပွဲရာချဲစီကိုအနိုင်ယူခဲ့ပြီးတော့ဖိုင်နယ်မှာဘရက်ဖို့ကိုပါ၅ဂိုးပြတ်သိမ်းပြီးဖလားကင်မြောက်သွားခဲ့ပါတယ်ဆွန်စီအနေနဲ့အင်္ဂလန်ဘောလုံးသမိုင်းမှာအစင်မြန်တန်းဖလားကင်မြောက်နိုင်တဲ့ပထမဆုံးဝေးလေအခြေဆိုင်ကလပ်အဖြစ်ပါစံချိန်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်ဆွာစီသိန်းရဲ့သမိုင်းဝင်အောင်မြင်မှုအကြောင်းကိုကန်တော်ဝင်မြောက်တေးသွားအဖြစ်ပြန်လည်ဖွဲ့ဆိုရတဲ့အခါတိုင်းစီမီဖိုင်နယ်မှာဖြစ်ခဲ့တဲ့ဟာဇန်နဲ့ဘောကောက်ကောင်းလေးကိစ္စကတခုတ်တရကိုထင်းထင်းပြောဆိုကြရတာပါဘောကောက်ကောင်းလေးရဲ့အချိန်ဆွဲခင်မှုကဆွာစီချန်ပီယံဖြစ်ခဲ့ရတဲ့အကြောင်းရင်းတွေကအုတ်တချက်သဲတော်ဝင် ဖြစ်ခဲ့တဲ့ဆိုရင်လည်းမမပါဘူးစီမီဖိုင်နယ်ပထမအကြိုမှာဆွာစီကချက်စီကိုစတန်ဖို့ဘရစ်ဂျ်မှာနှစ်ကူးပြတ်ကိုနိုင်ခဲ့တာပါဒီတော့ချက်စီလည်းအဝေးကွင်းသွားကစားရမယ်ဒုတိယအကြိုမှာနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ် ကိုကလည်းလုံးဝမရပဲပွဲကလည်းပြီးဆုံးဖို့မင်းနဲ့ပိုင်ပဲချန်တော့တာပါဒီလိုနဲ့ပွဲပြီးကလည်းချက်စီးထောင်းကံပေါ်ရကြဟာဆက်ကကန့်ဖို့ဘောလုံးသွားယူခဲ့ပါတယ်ဘောကောက်ကောင်လေးကလည်းအချိန်ဆွဲတဲ့အနေနဲ့ဘောလုံးကိုမပေးခဲ့ပဲကိုလုံးနဲ့ပါအုပ်ထားခဲ့တာပါဒီတော့ဟာဆက်ကရုတ်တရက်စိတ်ထွက်သွားပုံရပါတယ်ကောင်လေးခနာကိုနဲ့အုပ်ထားတဲ့ဘောလုံးကိုခြေထောက်နဲ့ကန်ပြီးတော့ထုတ်ပါတယ်ဒီတော့ကောင်လေးလည်းအော်စကာနိုမီနေးရှင်းဝင်လောက်တဲ့ item နဲ့လူးလိမ်ပြခဲ့ပါတယ်အကျိုးဆက်အနေနဲ့ဟာဆက်လည်းအနီးကပ်ထိချက်စီးလည်းစီမီဖိုင်နယ်ကနေပြုတ်သွားခဲ့ပါတယ် ဘွဲကပြီးသွားပြီမဲ့မပြီးသေးတာကဟာဇက်ဘောကောက်ကောင်းလေးကိုကန်ခဲ့တဲ့ကိစ္စဖြစ်ပြီးတော့ဝေဖန်မှုတွေများစွာရှိနေကြတာပါဟာဇက်ကလည်းကောင်းလေးကိုတရားဝင်တောင်းပန်ခဲ့ရပြီးကောင်းလေးကလည်းသူလဲမှားကြောင်းဝန်ခံသလိုဟာဇက်ကိုတရားလည်းမဆွဲပဲပြန်တောင်းပန်ခဲ့ရပါတယ်တကယ်တော့ဒီကောင်းလေးကစွန့်စည်းအသင်းဒရိုက်တာရဲ့သားဖြစ်ပြီးတော့နာမည်ကချားလ်မော်ဂန်ပါသူ့ဖေကတန်းကျွတ်တဲ့ဖြစ်ပြီးတော့သူလဲဟာဇက်နဲ့ကိစ္စဖြစ်ပွားပြီး၃နှစ်အကြာမှာဘလုံးဆက်မကန်ပဲစီးပွားရေးထွက်လုခဲ့ပါတယ်အေယူအမတ်တစိမ့်နဲ့ဘောကကုမ္ပဏီထောင်းခဲ့ပြီးတော့သူ့ဘောကပလင်းနဲ့ထူးခြားတဲ့ ထုတ်ပိုးပုံအရေးသူတွေကြောင့်ချက်ချင်းကိုအောင်မြင်ခဲ့ပါတယ်။ကမ္ဘာအနှံ့ကိုတင်ပို့ရောင်းချနေရပြီးတော့ဥရောပမှာလူကြိုက်အများဆုံးဘောကကုမ္ပဏီဖြစ်ခဲ့တာပါ။မော်ဂန်ရဲ့အသက်တင်ကျွေးဝါချမ်းသာမှုကပေါင်သန်း250ထိရှိပြီးတော့ The Times Magazine ကဖော်ပြတဲ့2023အတွင်းအချမ်းသာဆုံးလူငယ်စာရင်းမှာတော့ပါခဲ့တာဖြစ်ပါတယ်။ဟာဇာဘောလုံးကစားသမားဘောကနဲ့အနားယူပြီးနောက်မှာကောင်းလေးနဲ့ပြန်ဆုံးခဲ့ပါတယ်။မက်ဆီနဲ့ရိုနယ်ဒိုတို့ကမ္ဘာဖလားမတိုင်ခင်ကရိုက်ခဲ့တဲ့ chess tour တွေတဲ့ပုံစံကိုလည်းဘောကပလင်းတွေနဲ့ရိုက်ခဲ့သလိုဘောကခွက်ကိုကင်ပြီးလည်းရိုက်ခဲ့ပါတယ်။ ဒီကောင်းလေးနေနဲ့တော့အခုချိန်မှာကန်ကောင်းနေပြီလို့ဆိုရမှာပါပဲဗီဒီယိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ